ပရီးမီးယားလိဂ်ကိုတက်ရောက်ခွင့်ရရှိခြင်းဟာအင်္ဂလန်ဘောလုံးလောကရဲ့အောက်တန်းအသင်းတွေအတွက်ကြီးမားဆုံးဆုလက်တွေလည်းရကိုပါတင်ကရခွင့်ကြီးတွေထဲမှာလာခွင့်ရမယ်ကမ္ဘာအကောင်ဆုံးကစားသမားတွေကိုရင်ဆိုင်ရမယ်ပြီးတော့ငွေကြေးအကျိုးအမြတ်တွေကလည်းအမခံပါပဲဒါပေမဲ့ဒီပျော်ရွှင်မှုတွေဟာခဏတာပဲကြာရှည်ခံခဲ့ပါတယ်ပြီးခဲ့တဲ့နှစ်ရာသီအတွင်းထဲမှာချန်ပီယံရှစ်ကနေတက်လာတဲ့အသင်း6သင်းစလုံးဟာတစ်နှစ်ထဲနဲ့ပြန်လည်တန်းဆင်းခဲ့ရပါတယ် လက်စတာအက်ဆွတ်ဆော့ဖ်တန်တို့ဟာမနစ်ကတော့တန်းဆင်းခဲ့ကြပြီးတော့သူတို့မတိုင်မီကလည်းလူတန်ဘန်လီနဲ့ရှက်ဖီးယူနိုက်တက်တို့ဟာလည်းဒီအတိုင်းပါပဲဒီအဖြစ်ပြက်တွေကြောင့်ပရီးမီးယားလိဟာကလော့ရှော့လို့ခေါ်ဆိုရလောက်အောင်ကိုအယူသွေးပိုင်းကွာခြားချက်ကကြီးမားနေပြီလားဆိုပြီးတော့သွေးရင်ပူပန်မှုတွေရှိလာပါတယ်ဒါပေမဲ့အရာဒီမှာတော့အားလုံးဟာထင်ထားတာနဲ့မတူပဲကွဲပြားနေပါအခုနှစ်တန်းတက်ပရိုမိုးရှင်းအသင်းသစ်တွေဖြစ်တဲ့ Sunderland လစ်နဲ့ဘန်လီတို့ဟာပထမဆုံးပွဲစဉ်2ပွဲအတွင်းထဲမှာပဲနိုင်ပွဲကိုစီရရှိခဲ့ကြပါတယ်။ဒါဟာ2016ဆက်ခွန်ရာသီနောက်ပိုင်းတန်းတက်အသင်း3သင်းစလုံးပထမပွဲစဉ်2ပွဲအတွင်းနိုင်ပွဲရရှိတာပထမဆုံးအချိန်ပါ။ဆန်ဒါလန်ကသူတို့အင်ကွင်းမှာဝါဆန်းကိုအနိုင်ရရှိခဲ့တယ်။လစ်ကလည်းအေဗာတန်ကိုအနိုင်ရရှိခဲ့ပြီးတော့ဘန်လီကလည်းဆန်ဒါလန်ကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ဒါပြင်အင်ကွင်းပွဲဥထွက်ပွဲမှာတန်းတက်အသင်း3သင်းစလုံးနိုင်ပွဲရရှိခဲ့တာဟာ ပရီးမီးယားလိသမိုင်းမှာပထမဆုံးအချိန်ပဲဖြစ်ပါတယ်။ဒီအစောပိုင်းအောင်ပွဲတွေဟာတန်းစင်းဆောင်ကနေလွတ်မြောက်ဖို့အတွက်အမခန့်ချက်ဖြစ်နိုင်ပါမလား။2022-23ရာသီကဖူဟန်နော့တင်ဟမ်ဖောရက်စ်နဲ့ဘုံမောက်တို့ဟာလည်းပထမသုံးပွဲအတွင်းနိုင်ပွဲကိုစီရရှိခဲ့ပြီးတန်းမစင်းပဲရပ်တည်နိုင်ခဲ့ကြပါတယ်။ဒါဟာဒီနှစ်အသင်းတွေအတွက်တော့အားတက်စရာကောင်းတဲ့သာတကားတစ်ခုပါပဲ။တန်းမစင်းဖို့အတွက်နိုင်ပွဲရဖို့လိုသလိုငွေသုံးဖို့ကလည်းလိုအပ်ပါတယ်။ လစ်အသင်းဟာပေါင်93တန်းနီးပါးဆန်ဒါလန်ကပေါင်108တန်းကန်နဲ့ဘန်လီကပေါင်109တန်းကန်အထိငွေအများအပြားသုံးစွဲခဲ့ကြပါတယ်ဒီလိုငွေသုံးစွဲမှုတွေဟာပြောင်းရွှေ့ဈေးကွက်မှာဘလောက်အထိအရေးပါသလဲဆိုတာကိုပြသနေပါတယ်ဒီအသင်းတွေဟာအင်ကွင်းမှာသာနိုင်ပွဲရရှိခဲ့ပြီးတော့အခုတစ်ပတ်ရှင်ပြိုင်ကစားတဲ့ဝေးကွင်းပွဲစဉ်တွေမှာတော့ဂိုးပြတ်ရှုံးနေခဲ့ကြပါတယ်။ဘန်လီအသင်းဟာစဘာအသင်းကို3ဂိုးဂိုးမရှိနဲ့ရှုံးခဲ့ပြီး Leeds United ကအာဆင်နယ်ကို5ဂိုးဂိုးမရှိနဲ့ရှုံးတယ်။ စန္ဒာလန်းကလည်းနှစ်ကိုကိုမရှိနဲ့ရောင်းခဲ့ပါတယ်။ဒီနှစ်အသင်းတွေဟာအစောပိုင်းနိုင်ပွဲတွေရရှိခဲ့ပေမဲ့အားလုံးဟာတန်းစင်းစုံစင်ခေါ်မှုအတွက်ကြိုတင်ပြင်ဆင်ထားပြီးသားပါ။ဒီအစောပိုင်းနိုင်ပွဲတွေဟာရာသီကုန်မေလမှာအရေးကြီးတဲ့အမှတ်တွေဖြစ်လာမလားဆိုတာကိုတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ခင်ဗျာ။